ကိုထမန်ယာဒီနေ့တင်ဆက်ပြသွားမယ့်ဇာကားလေးကတော့မူချန်ရဲ့ University တူတဲ့နောက်ပိုင်းကျရင်မူချန်ရှောင်းရန်လင်းတုံးမှုကိုပါတွေ့ရနိုင်တဲ့ဇာကားကောင်းလေးတစ်ခုကိုတင်ဆက်ပြသွားပါမယ်။ဇာကားဟာဘယ်လိုပုံစံမျိုးဖြစ်မလဲသိချင်ရင်ကျွန်တော်တင်ထားတဲ့ YouTube Short လေးမှာတွားကြည့်လိုက်ပါနော်။ကဲဒါဆိုရင်တော့ Storytelling လေးကိုစပါမယ်။ငကားတွေးရစာဆိုတဲ့ဒီဇိုင်းလမ်းကဝိန်တော်လို့ခေါ်တဲ့စစ်တူကြီးအိမ်တော်တစ်ခုရဲ့ပုံကန့်ချင်းကနေမြေထားခံပါတယ်။ ဝိုင်းတော်မှာရှေးကလေးကဟော့ကင်တစ်ခုရှိခဲ့ပြီးအဲ့ဒီဟော့ကင်ကဇဘအုံနဲ့ဇာမနီငကားကိုဝါညွရင်တောက်ဝူပြည်ကြီးတူတက်လိမ့်မယ်ဆိုတဲ့ဟော့ကင်ဖြစ်တာကြောင့်တောက်ဝူဆိုတဲ့မင်းဆက်ကိုတည်ထောင်ဖို့အချိန်ကောင်းကိုစောင့်နေခဲ့ကြပါတယ်။ဝိုင်းတော်အမှုထမ်းနေတဲ့တိုင်းပြည်ကတော့တချိုလူအမြင်ရတဲ့တိုင်းပြည်ပဲဖြစ်ပါတယ်။အဲ့ဒီတိုင်းပြည်ရဲ့မိဖုရားကြီးကိုဝင်လွယ်ထမ်းရတဲ့အချိန်မှာဝင်းဒိုစစ်တူကြီးရဲ့ကျင်ရတော်ဟာလည်းအမှားကိုဝင်ကိုလွယ်ထမ်းရပါပြီ။ဒါကြောင့်ဟော့ကင်းတဲကအတိုင်းဖြစ်လာခဲ့ပြီမလို့ဝင်းဒိုကစတင်ပုံမှန်ပါတော့တယ် စစ်တူကြီးဦးရဲ့ပုံငန်းတက်တွေဟာတချို့ပြည်ရဲ့မင်းနစ်ပြည်တော်ကိုဝင်းရံထားနိုင်ခဲ့ပြီးငကားပြန်ပါတဲ့ကလေးမွေးဖွားလာမယ့်အချိန်ကိုစောင့်နေခဲ့ကြပါတယ်။နေလာစိတ်လို့တချို့ပြည်ရဲ့မိဖုရားကြီးဟာငကားကန်ပါတဲ့ကျိုးရွံဆိုတဲ့မင်းသားကိုမွေးဖွားတဲ့နေ့မှာပဲဝင်းတော်စစ်တူကြီးရဲ့ကျန်ရတော်ဟာလည်းဇပန်အုံနဲ့စာမဏိကန်ပါတဲ့အမွှာကလေးမြောက်ကိုတချင်ခဲမှာပဲမွေးဖွားပါတယ်။အဲ့လိုနဲ့ဝိန်တော်ကတချိုမင်းဆက်ရဲ့ငကားကန်ကိုလူယူပြီးတိုက်ပြည်အစ်တတီထောင်ဖို့အဆုံးသက်တိုက်ပွဲကိုဆင်နွှဲပါတော့တယ်။ 快快他妈！တိုက်ပွဲမှာတန့်ကျိုပြည်ရဲ့နန်းဆောင်တပ်တွေဟာစစ်တူကြီးဝူရဲ့ပုံကန်တပ်တွေကိုလုံးဝမရှင်းနိုင်ခဲ့တယ်လို့တန့်ကျိုပြည်ရင်ကြိုးချင်းဟာလည်းစစ်တူကြီးဝူရဲ့လက်ချက်နဲ့ညာလက်ဆုံးရှုံးလိုက်ရပါတယ်။ရရှုမစစ်တူကြီးဝူကနဂါကန်ကိုထုတ်ပေးရင်နှစ်တရာအတွင်းတန့်ကျိုပြည်ကိုမကျူးကျော်ဘူးလို့ဘိုးဘေးတို့ကိုတိုင်တယ်ပြီးတက်ဆာဆိုလို့အဲ့လိုမှမဟုတ်ပဲအခုလိုဆက်ပြီးကုခန့်နေမယ်ဆိုရင် တော်ဝင်မိသားစုပါဝင်တကြူပြည်ကြီးတစ်ခုလုံးတွေးချောင်းစီတပြက်ခံရမယ်လို့ခြိမ်းခြောက်ပါတယ်။သူကိုယ်တိုင်လည်းလက်တစ်ပတ်ပြတ်သွားပြီဖြစ်တဲ့အပြင်နန်းဆောင်တက်ရဲ့ခုခံမှုဟာလည်းတဖြည်းဖြည်းနဲ့ကြန့်ရှုံးနေပြီဖြစ်လို့ရွေးချယ်စရာမရှိတော့တဲ့အတွက်မွေကင်းစမင်းသားလေးရဲ့ကံကြမ္မာကိုစတိလိုက်ရပါတော့တယ်။ နဂါကဟာအဲ့လိုအတင်းအဓမ္မလူယူဝါမျိုးခံလိုက်ရတော့နာကြီးစိတ်ဖြစ်သွားပြီးအိတ်ကမတ်တဆင်အာကာသနဂါစိတ်ဖြစ်အတွင်ကြောင်းသွားပါလေ။အဲ့ဒီစိတ်ဟာသူ့ရဲ့လက်ခံခံတာဖြစ်တဲ့မွေကင်းဆက်မင်နာလီရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားခဲ့ပြီးကျင်းထန်တဲ့အစိတ်တက်စာမှုတန်ကိုဖြစ်ပေါ်စေပါလေ။အဲ့ဒါကြောင့်မင်နာကျိုးရန်ဟာမွေကင်းဆက်ကနေအရွယ်ရောက်တဲ့အထိသူ့မိမိဖျားကြီးဖြစ်တွင်ပေးနေတဲ့အမျက်တာလာသွေးနဲ့တာခက်ခက်ခဲခဲရှင်းတန်းနေခဲ့ရပါလေ။သူ့မိရဲ့သွေးဟာအစိတ်ကိုယာယီဖိနှိပ်ပေးထားနိုင်ပြီးမဲ့ တံပြန်ဆူကျိုးအနေနဲ့မိဖုရားကြီးရဲ့တက်တန်းကိုလည်းရိုးရိုးလာစေပါလေအစိတ်ကသုံးနှစ်ပြည့်တိုင်းတခါထပေါက်ပြီးတခါထပေါက်လည်းမှလည်းအရင်ကထက်ပိုပိုပြီးပြင်းထန်လာပါလေနန်းတို့တမားတော့ကစစ်စေးကြည့်ပြီးနောက်မှာတော့မင်းသားကျူးရံကိုတိုင်းဒီအစိတ်ကိုမထင်ချုံနိုင်ရင်နောက်သုံးနှစ်အတွင်းတရားတော်မယ်ဆိုတာကိုသိလိုက်ရပါတယ်ပြဿနာကကျူးရံဟာအာဃာတနာကအစိတ်ကြောင့်သူ့ရဲ့ကျင့်ကြံရေးသူ့ကြောင့်ဖြစ်နေကြဆုံးနေခဲ့ရတယ်လို့သူ့မိမိဖျားကြီးဟာလည်းသူမရဲ့အနှစ်သာရသွေးကိုကျိန်ဖန်များစွာအသုံးပြုပေးခဲ့ရတာကြောင့် သူမရဲ့တက်တန်ကောင်ဆောင်ဖို့ကလည်းတပြေးပြေးနဲ့နီးကပ်လာခဲ့ပါတယ်။ဖောင်မိုဟာ这一次你们总该告诉我，这怨龙毒到底怎么回事？杜帕肯被人机个撇将工程股飘飘来的卡，杜呢杜米肯也得过干点铺，比如杜也那个干过，等他妈旅游多开的，到我们这个拉萨去南部，送些车车来吧嘞。没那多月工业急忙个，前面虽然进着前两日呢，前面跟到一说前两日说比，那是能有戏玩嘞。 ရင်းမြစ်စွာကျင့်ကြခြင်းဆိုတာကဇလန်တက်တော်များများမှတွေ့မြင်နေရတဲ့ပုံစံအတိုင်းလေ့ကျင့်မယ်ကျင့်ကြမယ်အဆင့်တက်မယ်အဲ့လိုပုံစံမျိုးနဲ့တွားပါတယ်ရင်းမြစ်ကနုတ်ရေဆွဲခြင်းလမ်းစဉ်ဆိုတာကတော့မိမိရဲ့စိတ်ဝိညာဉ်စွမ်းအားကိုအတုံးပြုပြီးရင်းမြစ်အမှတ်အသားဆိုတာကိုရေဆွဲပုံဖော်ရပါတယ်အောင်မြင်စွာရေဆွဲပုံဖော်ပြီးရတယ်ကိုရေဆွဲလိုက်တဲ့အမျိုးအစားလိုက်တက်ခတ်ခြင်းကောက်ွက်ခြင်းကုသခြင်းစတဲ့စွမ်းရည်တွေကိုအချိန်တိုင်းတာတစ်ခုကြည့်အတုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီကောမြင့်ကြီးမကရင်းမြစ်စွမ်းကျင့်ကြခြင်းလမ်းစဉ်ကတာအဓိကကြတဲ့အတွက် ကျင့်ကြံရေးသူကြောမြင့်ကြောက်ဆုံးလိတဲ့ကျူးရံဟာမင်းသားတစ်ပါးဖြစ်ပေမဲ့လူတော်တော်များများကတော့တုံမကြတဲ့အမိုက်ကောင်ဆိုပြီးတာပြောဆိုဆက်ဆံနေကြပါတယ်။ဒါကြောင့်မဲ့ကျူးရံဟာတုံဝင်ဆိုင်တော်ကြောင့်မှရင်းမြစ်ကနုတ်ရေးဆွဲခြင်းလမ်းစဉ်တစ်ခုတည်းကိုတင်နိုင်ပါတယ်။တံပီတော်တဲ့အချိန်မှာသူ့အနာကိုစူးကျိုးဝေလို့ခေါ်တဲ့ကောင်မလီတယောက်အင်စာရီကူလို့ပြဖို့ရောက်လာပါတယ်။သူမကမင်းသားရဲ့အတန်းဖော်လေးဖြစ်တယ်လို့နောက်လိုက်ဆိုရင်လည်းမှားပါဘူး။ ဘာလို့လဲဆိုရင်စူယိုဝေရဲ့အဖိုးအတဲတက်နေမကောင်းဖြစ်ပြီးကုကေယာမဲနေတဲ့အချိန်မှာမင်းသားကျူရန်ကကုညီကေတင်ပေးဖို့ပါတယ်来人，救人！အဲ့ဒါကြောင့်စူယိုဝေဟာမင်နာကျူရန်ကိုအသက်တခင်အနေနဲ့လေးစားသလိုကျူရန်ကလည်းပါရမီရှိတဲ့စူယိုဝေကိုတော်ဝင်စင်အိမ်တော်ကျောင်းမှတက်ရောက်ပြီးပညာသင်ယူစေနိုင်ဖို့အထိလှူထားပေးပါတယ်။ ပါရမီကောင်းတဲ့တူမဟာလည်းတနေ့အတွင်းမှာပဲကျင့်ကြံရေးသူကြောင့်မြင့်တုံးခုတီဖွင့်နိုင်ခဲ့ပါတယ်။ကျိုးရွတ်ဟာတူမကိုနောက်နှလားနေရင်ပြမယ်အရေးချင်းစစ်ပြောင်းပွဲမှာဝင်ရောက်ရှင်ပြနိုင်ဖို့အမိခွေနဲ့ဝင်ခွင့်ကြဆင်ပြားကိုခက်ခက်ခဲခဲရအောင်လုပ်ပေးခဲ့ပြီးမယ်။တူမစီမှာမရှိတော့ကြောင်းသိလိုက်ရပါတယ်။他可没那个名额了，那名额玉佩怎么在他手上？အတန်းပေါ်ကြောင်းသားတယောက်ကကျူးရွံကိုအမြင်မကြည့်တဲ့အတွက်စူယိုဝင်နာကဝင်ခွင့်ကြောက်စင်ပြားကိုအတုံးချပြီးသူ့ကိုစင်ကိုတိုက်ခိုက်လာအောင်လုပ်တာပဲဖြစ်ပါလေ ဘလို့မျိုးလဲဆိုရင်အဲ့ဒီကြောင်းသားဟာမင်းသားရဲ့မကောင်းကြောင်းမဟုတ်မမှန်တဲ့လဲတွေကိုကြောင်းနှံ့လိုက်ဖြတ်မာတယ်။စူယုဝေကတိသွားတော့အဲ့ဒီကြောင်းသားနဲ့ပြဿနာတက်သွားပြီးအလောင်းစားစိန်ခေါ်ပွဲတစ်ခုဖြစ်သွားပါတယ်။စူယုဝေရှုံးရင်အမိခွေနဲ့ဝင်ခွင့်ကြဆိုင်ပြားကိုပေးရမှာဖြစ်ပြီးနိုင်ခဲ့ရင်တော့အဲ့ဒီကြောင်းသားဟာမင်းသားကိုတောင်းပန်မယ်ဆိုပြီးတတ်မှတ်ခဲ့ကြပါတယ်။တကယ်တမ်းရှင်ပြန်ကြတဲ့အခါအဲ့ဒီကြောင်းသားဟာရင်းမြစ်လက်နက်ကိုရုတ်တရက်ထောက်တုံးပြီးစူယုဝေကိုအနိုင်ယူသွားခဲ့တဲ့အတွက်ဝင်ခွင့်ကြဆိုင်ပြားဟာသူ့လက်ထဲရောက်နေတာပဲဖြစ်ပါတယ်။ မတမာတဲ့နီးနဲ့ရယူခံနိုင်ရတဲ့ကိုတီးလိုက်ရပြီးနောက်မှာတော့ကျိုးရွယ်ဟာဝင်ခွင့်ကြောက်စင်ပြပြန်ရအောင်လုပ်ရပါတော့တယ်။敢不敢再打一场？赢了，这块巨源玉就是你的。သူကြောင့်မြင်ဖွင့်ဖို့နီးနီးတသားသူကြောင့်မြင်မှာပျောက်ဆုံးနေတဲ့အတွက်အလောင်းစားဟာလွယ်လွယ်နဲ့ပဲပြင်းထန်သွားပါတယ်။ကျောင်းသားတွေကတော့မင်းနာတပါအရှက်ကွေရမယ့်အချိန်ဒီကိုမျှော်လင့်နေကြပြီမဲ့တကယ်တမ်းတက်ခဲကြတဲ့အခါမှာတော့ကျူးရံရဲ့ရင်းမြစ်ကနုတ်လမ်းစဉ်အပေါ်နားလည်နိုင်စွမ်းကိုတန်းရတော့ဖြစ်ကုန်ကြရပါတယ်။ 开麦！啊哈！嘿！啊！青山文，哎！နောက်ဆုံးမှတော့ရင်းမြစ်ကနုတ်တုံခုအစွမ်းနဲ့မင်နာကျူးရွံအနိုင်ရရှိသွားခဲ့ပြီးဝင်ခွင့်ကြောင့်စိန်ပြပြန်ရရှိသွားပါတယ်။အဲ့ဒီကိစ္စတွေတခံရက်သွားပြီးနောက်မှာထပ်ပြီးပြောပြချင်တာကမင်နာတို့ရဲ့ဂျိုးမိသားစုမှလည်းနှစ်ဝါဖြင့်ဆက်ခံခဲ့တဲ့ရှုဝါချက်တစ်ခုရှိပြီး ဘိုးဘင်းကြီးရဲ့လျှို့ဝှက်ခန်းထဲမှာမဟာခွင့်လန်းတစ်ခုဖွင့်ထားတယ်လို့ဆိုပါတယ်။ခေတ်ဆက်ဆက်ဂျိုမီတာစုတို့ကြောင့်ရှိတဲ့လူတိုင်းစံတက်အသက်တွင်ကြီးခဲ့ကြပေမဲ့တယောက်မှတော့အလုံးမဖြစ်ခဲ့ကြပါဘူး။ဘိုးကြီးဘူးရှင်မကျွေးရစံတက်ကြီးတဲ့အခါမှာလည်းအစပိုင်းမှာတော့ဗတ်တုတ်ပြတ်မှုမှမရှိလို့စိတ်တက်ကြတော့ခင်ရပေမဲ့ခဏကြာပြီးနောက်မှာတော့ကျိုးရံရဲ့သွေးဟာဘိုးဘင်းကြီးရဲ့လျှို့ဝှက်ခန်းကိုအသက်ဝင်စေခဲ့ရုံသာမကမူကျိုးအစီရင်တစ်ခုကိုပါဖြစ်ပေါ်လာစေခဲ့ပါတယ်။ မိုးကြိုးတွေကိုရှောင်သိမ်းရင်ဒါဟာဘိုးဘေးညီရဲ့စံတကြက်တစ်ခုဖြစ်နိုင်တယ်ဆိုတာကိုသဘောပေါက်သွားပြီမဲ့အဆက်မပြတ်ကျလာနေတဲ့မိုးကြိုးတံတွေကိုတီးခတ်နိုင်ဖို့တော်တော်လေးရုန်းကန်နေရပါတယ်။တိမတက်နာကျင်ခံစားနေရပြီမဲ့လေဒီနာကျင်မှုတွေဟာသူခံစားခဲ့ရတဲ့နာကျင်မှုလူတကာရဲ့အနေခံရမှုသူမိဘတွေရဲ့တိမ်ငယ်မှုအဲ့ဒါတွေနဲ့ရှင်ရင်ပျော်ပါတော့တဲ့အရာမဟုတ်ဘူးလို့ခံယူလိုက်ပြီးကျန်လာသမျှမိုးကြိုးချက်တိုင်းကိုအတင်းခုခံပြစ်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ကင်းထက်တဲ့မိုဂျူတစ်ချက်ပောက်ကွဲခြင်းနဲ့အတူတခြားလျာနယ်နေရာတစ်ခုစီခေါ်ဆောင်သွားချင်းခံရပါတော့တယ်။အဲ့ဒါကကျိုးမိသားစုရဲ့ဘိုးဘေးလျှို့ဝှက်နေမြေဖြစ်ပြီးသူသတိရလာတဲ့အခါမှာတော့ချုံမောလာပါတဲ့မင်းကလေးကြောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမင်းကလေးကတူနောင်လိုက်ခဲ့ဖို့ခေါ်လို့လိုက်သွားတဲ့အခါတဲရင်ကြီးတလုံးနဲ့အဖိုးကြီးတယောက်ကိုပါထတ်တူလိုက်ရပါတယ်။အဖိုးကြီးကတော့ကျူးရမှာငကားကန်ရှိခဲ့ပြီးအလူခံနိုင်ရတဲ့ဆိုတာရဲ့ မွေးရပါသူကြောမြင့်ရှိခုပါလာခဲ့ပြီးမှအညိုကြီးတဲ့အာငါတနဂါအစိတ်ကြောင့်ငုတ်ရှူပြောက်ွယ်သွားခဲ့တဲ့အကြောင်းတွေကိုသူမပြောဘဲသိနေခဲ့ပါတယ်။ဂျိုးရန်ကသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးဆော့ဆော့ကပြောတဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့အကူအညီတောင်းလိုက်ပေမဲ့အဖိုးကြီးကတော့ကူညီပေးခြင်းပေါ်မရပါဘူး။老夫为何要帮你ညာကောင်းတဲ့ဂျိုးရန်ကတော့သူတို့ဘိုးဘေးနဲ့ရွှေဝက်နေရမှာအခုလို့စွန့်အားကြည့်ပြီးထူဆန်းတဲ့အဖိုးကြီးတယောက်အကြောင်းရင်းတိတိကျကျမရှိဘဲဒီနေရာမှာရှိနေမှာမဟုတ်ဘူးလို့တွေးမိသွားပါတယ်။ 大壮，土地尼阿古，大壮幺娃呀，来搜了啊！阿波吉个，土家土地尼妈，把卢表来得看，阿弟的表哥，波吉的波家的娃来。波吉个，去 n 耶，土家民族大古出现兵来兵没，土家堂叔查古，拿开的宝图兵来嘛，也没留 o 来。上阳 i 口来，叔叔个门口里个，土地尼阿尼口头大笔，白起尼妈白皮皮，赶快兵来没搜来个地古，等来把 i 虽然现在的我没什么力量，谁若是想要伤害瑶瑶姐，就是先踏过我的尸体。 အဖိုးကြီးလက်ဖြောက်တစ်ချက်တီးလိုက်တာဟာလေဟာနဲ့အဲ့ကွဲကြောင်တစ်ခုဖြစ်ပေါ်လာခဲ့ပြီးကျူးရွံလဲတုတ်ကြလွားပါတော့တယ်။အဲ့ဒီကြလွားတဲ့နေရာကိုစူးစမ်းနေတော့ဗာမန်တိချာမတိရတဲ့ဒူပွန်တရန်အရာတစ်ခုကကျူးရွံကိုတတ်ခိုက်လာပါတယ်။အဲ့ဒီရာရဲ့တတ်ခိုက်မှုဟာသူ့ရဲ့သွေးကြောနဲ့စိတ်ဝိညာဉ်ကိုလည်းထိခိုက်ပျက်စီးစေမှန်းတီးလိုက်ရပါတယ်။တဖြည်းဖြည်းနဲ့အဲ့ဒီဒူဆန်တဲ့အရာတွေပုံများလာခဲ့ပြီးကျူးရွံကိုလက်တတ်ခိုက်ပါတော့တယ်။ တန်ရီပြာကနုတ်အပါဝင်ကျန်တဲ့ကနုတ်တွေဟာလည်းအသုံးပြုလို့ရမယ့်အချိန်တိတ်မရှိတော့တာကိုသတိထားမိသွားလို့သူပြုတ်ကျလာခဲ့တဲ့လီယာနဲ့အက်ကွယ်ချောင်းစီပြန်သွားဖို့တတ်ခိုက်ရင်ထွက်ပြေးလာခဲ့ပါတယ်။တနည်းအားရောက်မှာတော့သူ့ကိုလိုက်တိုက်ခိုက်နေတဲ့အရာတွေဟာအချင်းချင်းပေါင်းစည်းသွားပြီးမွေကြီးတကောင်အတွင်နဲ့ထွက်ပေါ်လာပါတယ်။အဲ့ဒီမွေကြီးကိုတော့ကျူရန်ဟာရင်မဆိုင်နိုင်တော့ပဲတရားတော်မဲ့အချိန်ဒီကြီးရောက်သွားခဲ့ရပါတယ်။တကယ်တော့ကျူရန်ဟာသူ့ရဲ့အသိစိတ်ပင်လယ်တွေကိုရောက်နေခဲ့တာဖြစ်ပြီးသူရင်ဆိုင်နေရတဲ့အရာတွေကတော့ အာဂါဒနာဂါစိရဲ့ပုံမြောင်းတက်တန်လေးပဲဖြစ်ပါတယ်ဘုကန်စီ我要被枪造成一丝一毫的危险သူတတိယလာတဲ့အခါမှာသူ့ရဲ့ဒူးကြောင့်မျက်ရှိကုလုံးကိုခံစားလို့ရသွားပြီပဲဖြစ်ပါတယ်ကျိုးရွံ့ဟာနဂါကန်ကြောင့်မွေးကလေးကဒူးကြောင့်မျက်ရှိကုလုံးပွင့်နေခဲ့ပြီလားဖြစ်ပေမဲ့အဲ့ဒီနဂါကန်ကပဲအာဂါဒနဂါစိဖြစ်အတွင်ပြောင်းလာပြီးနောက်မှာတော့ပွင့်နေပြီလားဒူးကြောင့်မျက်ဟာသူ့ကိုယ်သူကားကွယ်ဖို့အတွက်ခန္ဓာကိုယ်ရဲ့အနှဆိုင်ဆုံးနေရာကြီးဝင်သွားပြီးပုံနေခဲ့တာဖြစ်ပါတယ် ွေးကြောရှင်းမြင်ပြန်ထလာအောင်လှုပ်ဆောင်ပေးနိုင်ဖို့ဆိုရင်တီခါနီးအခြေအနေကြမ်းမှထွက်ပေါ်လာတတ်တဲ့ရှင်တန်ချင်တဲ့စိတ်ခွန်အားကိုအတုံးပြောင်းရမယ်ဖြစ်ပါလေစစောကတရားတော်မဲ့နောက်ဆုံးအခိုက်တန့်လေးမှာဒါကျူးရွံ့ရဲ့ရှင်တန်လူစိတ်ဟာတွေးကြောရှင်းမြင်ထွက်ပေါ်လာအောင်မလှုပ်ဆောင်နိုင်ဘူးဆိုရင်အခုချိန်မှာတကယ်တည်နေပြီဖြစ်မှာပါတွေးကြောရှင်းမြင်ပြန်လည်ထွက်ပေါ်လာခဲ့ပြီမယ်မွေကလေးကလို့ပွင့်နေပြီဒါမဟုတ်တော့တဲ့အတွက်အခြားလူတွေလိုမျိုးတဆင့်ပြီးတဆင့်တမြင်ချင်းတမြင်ကျင့်ကြံပြီးဖွင့်လာရတော့မှာပဲဖြစ်ပါတယ် ကျွံ့ရံကာကွယ်ပေးရမယ်ရန်ရောင်းဆိုတဲ့မင်္ဂလေးဟာလေထူကြတဲ့အခြေအနေတစ်ခုကြောင့်ရင်းမြစ်ဆွဲရင်ကြင်ကြံခြင်းကိုမလုံဆောင်နိုင်ပါဘူးဒါပေမဲ့သူမဟာအဖိုးကြီးရဲ့ရင်းမြစ်ကနုတ်ရေးဆိုခြင်းအတက်ကိုတော့အကုံကြီးပါလက်ဆင်ကန်ဆက်ခံနိုင်ခဲ့ပြီးဆရာတဆူဖြစ်နေခဲ့ပြီးပါပြီအခုအချိန်ဒီဟာကျွံ့ရံကိုတောင်ရန်ရောင်းကပြန်ကာကွယ်ပေးရမယ်အခြေအနေဖြစ်နေတာမလို့အဖိုးကြီးကကျွံ့ရံကိုတပြေးပြင်းလက်ခံလိုက်ပြီးသူ့ရဲ့အခြေခံတိုင်းကျင့်စဉ်တွေထဲကတစ်ခုဖြစ်တဲ့ငကားအတက်ရှူအတွင်းကျင့်စဉ်ကိုတင်ကြားပေးလိုက်ပါတယ် အဲ့ဒါအပြင်ကျိုးရွံ့ရဲ့စိတ်ဝိညာဉ်ဟာတက်ကြွပြီးတံမာလာကိုတိလိုက်ရလို့စိတ်ဝိညာဉ်တက်စင်ခြင်းကျင့်စဉ်တစ်ခုကိုထပ်ပြီးတင် जा ပေးလိုက်ပါတယ်။အဲ့ဒီကျင့်စဉ်ကိုတော့ခွန့်တွန်း natural way အာယုံပြုကျင့်စဉ်လို့ခေါ်ပါတယ်။အမှားတွေမပြီးသေးပဲခြံရွံ့စုတ်တန်လို့ခေါ်တဲ့ရင်းမြက်လက်နက်တစ်ခုကိုပါတွေးဆောင်ခြင်းလက်ဆောင်ဆိုပြီးထပ်ပြီးပြန်ပါတယ်။အဲ့ဒီရင်းမြက်လက်နက်ဟာရင်းမြက်ကနုတ်ရေးဆွဲတဲ့အခါစုတ်တန်အနေနဲ့သုံးလို့ရတယ်လို့တက်ခိုက်ရေးအတွက်ဆိုရင်လည်းလက်နက်အနေနဲ့သုံးလို့ရပါတယ်။ ရင်းမြစ်လက်မှတ်တွေကိုတာမန်အဆင့်စန်းကျစ်အဆင့်ကောင်းကင်အဆင့်နဲ့နတ်အဆင့်ဆိုပြီး၄မျိုးခွဲခြားတတ်မှတ်နိုင်ပါတယ်အခုကျိုးရွတ်လက်ဆောင်အနေနဲ့ရတဲ့ရင်းမြစ်လက်နှက်ဟာအကောင်းဆုံးအဆင့်လို့ပြောလို့ရမယ်နတ်အဆင့်ရင်းမြစ်လက်နှက်ဖြစ်ပါတယ်ဒါပေမဲ့ချမ်းရွှန်စုတ်တံဟာတိုက်ပွဲတစ်ခုမှာကြီးကြီးမားမားထိခိုက်သွားခဲ့ဘူးပါတယ်အဲ့ဒီစုတ်တံမှာရင်းမြစ်ကနုတ်၉ခုပါရှိပြီးသူ့ကိုပြန်ကောင်းစေခြင်းရင်းမြစ်သားရဲ့ဝိညာဉ်အမြူတီကိုကျွေးရမှာဖြစ်ပါတယ် ဲ့လိုကျွေးနေရင်သူ့မှာပါတဲ့ရင်းမြစ်ကနုတ်ကိုခုလုံးပြန်လည်သွားတဲ့အချိန်ကျရင်တော့နယ်စင်စွာကိုပြန်လည်ရရှိပြီးအပြည့်အဝအတုံးချနိုင်မှာပဲဖြစ်ပါတယ်ဖိုးကြီးဟာရောင်းရောင်းကိုကြောက်စင်ပြားလေးတစ်ခုပေးလိုက်ပြီးအဲ့ဒီကြောက်စင်ပြားလေးလောင်ကျန်းသွားတဲ့အချိန်ကျရင်သူတို့လွတ်လန်စားတုံးထားတဲ့အဖွဲတစ်ခုကရောင်းရောင်းကိုခြေအားခံမိသွားပြီဖြစ်လို့သတိထားပြီးနေဖို့ပပမာနေခဲ့ပါတယ်他们是谁为什么要找我 အဲ့ဒါတွေပြီးတဲ့နောက်မှာရွှေပြောင်ကြီးအစီရင်တစ်ခုကိုခက်မြန်မြန်လေးဖန်တီးလိုက်ပြီးကျူးရွံ့တဲ့ရံရောင်းကိုဒီနေရာကနေထွက်သွားစေပါတယ်။သူတို့နှစ်ယောက်ထွက်သွားပြီးမကြခင်မှာပဲကောင်းကင်ကနေမိုးကျွန်းတဲ့ရက်စီးတွေတလဲလဲနဲ့ထွက်ပေါ်လာခဲ့ပြီးထူစန်းတဲ့လူ၃ယောက်ရောက်လာပါတယ်။ခေါင်းခေါင်းခေဒီ快将人交出来ကျူးရွံ့တဲ့ရံရောင်းကတော့ကျူးမိသားစုရဲ့ဘိုးဘေးမျက်စီပြန်ရောက်သွားခဲ့ကြပြီးကျန်နေခဲ့တဲ့အဖိုးကြီးကိုစိတ်ပူနေကြရင်ငကားတွေးရစာအပိုင်းတင်းနဲ့နှစ်စတိုရီတိုင်းလေးဗီဒီယိုတစ်စက်မှုကိုဒီမှာပဲရနာလိုက်ပါတယ်